င်္ဂလာပါအခုတခါမှမျှဝေပေးနေတာကတော့ TikTok မှာဗီဒီယိုတွေတင်ပြီးတော့ငွေရှာလို့ရဖို့အတွက်ဂျပန် TikTok အကောင့်ဖွင့်တဲ့နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဂျပန် TikTok အကောင့်ဖွင့်ဖို့အတွက် ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Chrome browser ရဲ့ Gmail account တစ်ခုရဲ့ပြီးတော့ Hulu VPN software လေးရကိုကျွန်တော်ဖုန်းထဲကိုထည့်ထားမှာဖြစ်ပါတယ် Hulu VPN software လေးမရှိသေးဘူးဆိုရင်တော့ Play Store မှာသွားပြီးတော့ဖုန်းထဲကို install လုပ်ပြီးတော့ထည့်ထားမှာဖြစ်ပါတယ်ဒီ၃မျိုး Visual ရဲ့ဖုန်းထဲမှာအစင်သေးဖြစ်နေပြီဆိုရင်တော့ Japan TikTok ဖွင့်တဲ့နည်းလေးကိုစတင်လိုက်ရအောင် Hulu VPN လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့ အောက်နာက i agree ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီနေရာမှာဖိုးရဲ့မျက်နှာပြင်မှာရှိတဲ့ software တွေကို သူကပြပေးမှာဖြစ်ပါတယ်ဘောနာက Chrome browser ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်ပေးလိုက်ပါဒီတော့ဒီနေရာမှာ region ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေရာမှာ basic တို့က ဲ United State region နဲ့ဖွင့်ခြင်းတယ်ဆိုရင်တော့ United State ကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ကဂျပန်အကောက်ဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာဂျပန်ကိုလိုက်ရှာမှာဖြစ်ပါတယ်ဂျပန်ကိုတွေ့ပြီဆိုလို့ရှိရင်တော့အဲ့ဒီဂျပန်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့အောက်နာက OK ကိုတစ်ချက်နှိပ်လိုက်ပါ ပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်ဒီနေရာမှာဂျီမီအကောက်တစ်ခုကိုရွေးချယ်ပေးလိုက်ပါမိစေတို့အသုံးပြုမဲ့ဂျီမီကိုရွေးပေးလိုက်ပါပြီးရင် continue ကိုနှိပ်ပါပြီးရင်တော့အောင်နာကနိုးတန့်ကိုနှိပ်လိုက်ပါဒီတော့ဒီနေရာမှာကျွန်တော်တို့ခြိတာတဲ့ VPN ခြိမခြိကိုကျွန်တော်တို့ရဲ့ဖုန်းအပေါ်မှာတော့ပုံလေးပုံမပေါ် ကျွန်တော်တို့တစ်ချက်စစ်ပေးရမှာဖြစ်ပါတယ် ဖုံးရဲ့ပေါ်ကနေပြီးတော့ဆွဲချလိုက်လို့ရှိရင် connect to VPN ဆိုတာဖုံးရဲ့လူဒီမှာပြနေမှာဖြစ်ပါတယ်ပြီးရင်တော့ TikTok အကောင့်ဖွင့်ဖို့အတွက် TikTok sign up လို့ရိုက်ထည့်ပေးလိုက်ပါ ပြီးရင်တော့အပေါ်နာက sin x ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါအဲ့ကျွန်တော် y ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကျွန်တော်တို့ကတိတောကဖွင့်မှာဖြစ်တဲ့အတွက်ဒီအပေါ်နာကကျွန်တော် y ပြတဲ့နေရာကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပါပြီးရင်ဒီနေရာမှာဘတ်တွေကိုထည့်ပြရမှာဖြစ်ပါတယ် ဒီဘက်ဘေးနားကလနေရာမှာတော့လကိုရွေးချစ်ပြီးလိုက်ပါပြီးရင်ဒီဘက်ဘေးနားကရက်နေရာမှာတော့ကြိုက်တဲ့ရက်ကိုထည့်ပြီးလိုက်ပါပြီးရင်ဒီဘက်ဘေးနားကခုနှစ်တက်ကလေးမှာကြိုက်တဲ့ခုနှစ်တက်ကလေးကိုထည့်ပါလနေရာမှာလကိုရွေးချစ်မယ်ရက်နေရာမှာရက်ကိုရွေးချစ်မယ်ခုနှစ်တက်ကလေးနေရာမှာခုနှစ်တက်ကလေးကိုရွေးချစ်ပြီးထည့်ပြီးလိုက်ပါပြီးရင်တော့နှိပ်ကိုနှိပ်ပြီးတော့ဆက်သွားမယ်ပြီးရင်ဒီနေရာမှာဂျပန် ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဂျပန်ဖုန်းနံပါတ်မရှိတဲ့အတွက်ဘောနာကအီးမေးလ်ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့တစ်တော့အကဖွင့်မယ်အီးမေးလ်လိပ်စာကိုအပေါ်မှာထည့်ပေးလိုက်ပါအီးမေးလ်ကိုဒီအပေါ်မှာထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်နာကအကွက်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အောက်နာကနှိပ်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆက်သွားမယ်ပြီးရင်တော့ဒီနေရာမှာ password နည်းဆုံးကနက်၈လုံးလောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ password ထည့်တဲ့နေရာမှာလည်းစာလုံးအကြီးထည့်ပေးရမယ်အသေးထည့်ပေးရမယ်ပြီးတော့တင်ကိတာတွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့အောက်နာက sign up ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာမှာအောက်နာမှာစက္ကန့်လေးတွေသွားနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်း GPS ကိုသူကကုတ်ကနက်6လုံးပို့มาဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ GPS ကိုကျွန်တော်တို့တစ်ချက်သွားမယ် ပြီးရင်ဂျီမေးကိုကျွန်တော်တို့တစ်ချက်ဖွင့်လိုက်မယ်ပြီးရင်တော့ TikTok ကနေပြီးတော့ပို့လာတဲ့ကုတ်ကနန်း6လုံးကိုမှတ်ထားလိုက်ပါပြီးရင်တော့စောစောကနေရာမှာကျွန်တော်တို့တွက်ပြပြီးထည့်ရမှာဖြစ်ပါတယ်ပြီးရင်တော့စောစောက TikTok ပို့လာတဲ့ကုတ်ကနန်း6လုံးကိုဒီနေရာမှာမှတ်အောင်ရိုက်ထည့်ပေးလိုက်ပါ ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ TikTok account အတွက် username တခုကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ message တို့ chat နဲ့တက်ရနံပါတ်တခုကိုရိုက်ထည့်ပေးလိုက်ပါ username ကိုကျွန်တော်တို့ရေးထည့်ပေးပြီဆိုရင်တော့အောက်နာက sign up ကိုတစ်ချက်နှိပ်လိုက်ပါဒီလိုလေးပေါ်လာပြီဆိုရင်တော့ TikTok အကောင့်ဖွင့်တာအောင်မြင်သွားပြီဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တို့ဖုန်းရဲ့မျက်နှာပြင်ကိုကျွန်တော်ပြန်ပြီးတော့ထွက်မယ်ကျွန်တော်တို့စောစောကဖွင့်လာတဲ့ဂျပန် TikTok အကောက်ကို TikTok application နဲ့ကိုထည့်တင်နေဆိုလို့ရှိရင်တော့ TikTok software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့အောက်နာကမျှပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာမှာ skip နဲ့သွားလိုက်ရတယ် ီးရင်အောင်တာကစတတ်ဝတ်ချင်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့အောင်တာက profile ပုံနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီအောင်တာက login ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့အပေါ်နာက use form or email ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီနေရာမှာကျွန်တော်တို့က Gmail နဲ့ဖွင့်လာတာဖြစ်တဲ့အတွက်အပေါ်နာကကျွန်တော်ဝိုက်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင်တော့ဒီအပေါ်နာမှာကျွန်တော်တို့စောစောကတစ်တော့ကဖွင့်လာတဲ့ဂျီမေးကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အောက်နာက continue ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ဂျီမေးအကောင့်ကိုပို့လာတဲ့ကုတ်နံပါတ်ကိုထည့်ပြီး login ဝင်မယ်စိန်လေးရတယ်ကျွန်တော်ကတော့မဝင်တော့ဘူးပေါ့နော်ကျွန်တော်ကအောက်နာက password ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့စောစောက ပြုလုပ်ထားတဲ့ပတ်စဝတ်ကိုထည့်ပြီးမှဖြစ်ပါတယ်။အောက်နာကပတ်စဝတ်ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တချမ်းနှိပ်မယ်။ပြီးရင်တော့စစောကတစ်တော့ကောက်ဖွင့်လာတဲ့တစ်တော့ပတ်စဝတ်ကို ဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါ။ပြီးရင်အောက်နာက continue ကိုနှိပ်ပြီးတော့ရှင်းဆက်သွားမယ်။ပြီးရင်တော့ဒီလိုလေးပေါ်လာပြီဆိုရင်အဲ့ဒီအကွက်လေးကိုကျွန်တော်တို့ကလက်လေးနဲ့ဖိပြီးတော့ဒီဘက်အကွက်လေးနဲ့ တထက်တဲ့ကြပါအောင်ဆွဲထည့်ပေးရမှာဖြစ်ပါတယ်တထက်တဲ့ကြအောင်ဆွဲထည့်ပေးလိုက်ပါဒီလိုအမှန်ကြီးလေးပြပြီဆိုရင်တော့ရပြီပေါ့နော်ပြီးရင်တော့အောက်နာကကျွန်တော်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒါဆိုရင်တော့ Chrome browser ထဲမှာဖွင့်လာတဲ့ Japan TikTok account ကို TikTok application နဲ့ကိုပြောင်းထည့်လို့ပြီးပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုကျန်နေတတ်မယ်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်တော့ ျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ